လူပဝဲခြင်းမှာတော့လိင်ခွဲခြားမှုကိုယောက်ျားမိန်းမ LGBTQ+ ဆိုပြီးတော့ခွဲခြားသတ်မှတ်ကြပါတယ်။ဒါပေမဲ့ယောက်ျားတိုင်းကရောအမျိုးသမီးတွေကိုပဲစိတ်ဝင်စားတဲ့လိင်စိတ်တည်ညွတ်မှုရှိတာလား LGBTQ+ တွေမှာရောပတ်ဝန်းကျင်ကိုသူတို့ပါဆိုတာကိုဖော်ပြထားတဲ့အတိုင်းတကယ်လိင်စိတ်တည်ညွတ်မှုဖြစ်ရဲ့လားစတဲ့လိင်စိတ်တည်ညွတ်မှုဆိုင်ရာအငင်းပွားပဲမိကိုနေကိုဒီဗီဒီယိုလေးထဲမှာစိပညာရှုထောက်ကနေပြီးတော့သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ က်ဂျန်နာ sexual orientation ဆိုတာဘာတွေလဲအရင်ဆုံးဆက်ဂျန်နာနဲ့ sexual orientation ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအကြမ်းမြင့်ပြပြပေးသွားချင်ပါတယ်။ဆက်ဆိုတာအမိဝမ်းကပေါ့နော်မွေးဖွားလာတဲ့ကဇီဝဗေဒနည်းအရာသတ်မှတ်ထားတဲ့လေခွဲခြားမှုကိုပြောတာပါ။ပြောရမယ်ဆိုလို့ရှိရင်တော့ယောက်ျားမိန်းမပေါ့နော်။ ဂျန်နာကတော့ဆက်လောက်မျိုးရှင်တော့ပါဘူးယောက်ျားဆိုရင်မေမိမဆိုလို့ရှိရင်ဖီမေအပြင် LGBT2+ ဆိုတဲ့ဂျန်နာကိုပါလူအဖွဲ့အစည်းမှာထည့်သွင်းပြောလာကြပါပြီအကြမ်းမြင့်ရှင်များရရင်တော့အမျိုးသမီးကိုစိတ်ဝင်စားတဲ့အမျိုးသားကို straight မေ အမျိုးသားကိုစိတ်ဝင်စားတဲ့အမျိုးသမီးကိုတော့ straight female နဲ့အမျိုးသမီးအချင်းချင်းစိတ်ဝင်စားတဲ့ဆိုရင် lesbian အမျိုးသားအချင်းချင်းစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ gay ဒါမှမဟုတ်အမျိုးသားရောအမျိုးသမီးရောနှစ်အိုးစလုံးကိုမှစိတ်ဝင်စားတဲ့ဆိုလို့ရှိရင် belling ကိုမဆို bisexual အမျိုးသမီးလို့ဝတ်စားထားတဲ့အမျိုးသားနဲ့အမျိုးသားလို့ဝတ်စားထားတဲ့အမျိုးသမီးကိုတော့ transgender နဲ့ကိုယ့်ရဲ့လေးပြည်တည်မှုတရုတ်မှန်ကိုမေးခွန်းထုတ်နေစေဖြစ်နေတဲ့သူတွေကိုတော့ကြည်ရလို့ပဲခွဲခြားထားပါတယ်ရှင်။ plus sign นี้ကတော့အခုပြောပြပေးထားတဲ့အုပ်စုတွေထဲမှာမပါတဲ့နောက်ထပ်ဖြစ်နိုင်တဲ့ gender တွေအတွက်ပါထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ gender ခွဲခြားမှုဟာတကယ်တမ်းတော့အခုပြောပြသလောက်မယိုရှင်းပါဘူး။ဒီဗီဒီယိုလေးထဲမှာတော့ gender ခွဲခြားမှုနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကိုလေ့လာမိသလောက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Social orientation ကတော့လင်းစိတ်တင်းညွတ်မှုလို့အဓိပ္ပာယ်ဖွင့်ကြပါတယ်။ကိုကဘယ်လိမ် င်ကိုစိတ်ဝင်စားတယ်ဆိုတာကိုပြောထားတဲ့သုံးနှုန်းတစ်ခုဖြစ်ပါတယ်။ ဒီမှာလည်းလူတော်တော်များများကနားလည်ထားတာနဲ့တကယ်အတိတ်ပဲမတူတာကိုဗီဒီယိုလေးထဲမှာသိစိတ်ပြပြပေးသွားပါအောင်မယ်နော်အချက်လေးပြပြရရင်နော် lesbian ဆိုတဲ့မျိုးသမီးတယောက်ဟာပတ်ဝန်းကျင်ကို lesbian ဆိုတဲ့ gender နဲ့ဖော်ပြထားပေမဲ့သူ့ရဲ့လေးစိတ်တည်ငြိမ်မှုဟာအမျိုးသမီးမှရောအမျိုးသားမှရောဖြစ်နေနိုင်ပါတယ်အခုပြပြပေးသွားတာကတော့ sex gender နဲ့ sexual orientation ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်တွေပဲဖြစ်ပါတယ်ဒီတော့အသေးစိတ်ကိုတော့ဆက်ပြီးတော့ဆင်းနေကြရအောင်နော် ဒီတော့အရင်ဦးဆုံး what is sex ဆိုတဲ့အကြောင်းကိုဆွေးနွေးကြရအောင်နော်တကယ်တော့ sex ဆိုတာကတဘာဝကသတ်မှတ်ပေးထားတဲ့လိင်ခွဲခြားမှုလို့ဆိုပြီးတော့အလွယ်မှတ်ထားလို့ရပါတယ်နော်လိင်မျိုးရိုးဗီဇမှာ H1 ဆိုရင်အမျိုးသား H8 ဆိုရင်အမျိုးသမီးဆိုပြီးတော့သတ်မှတ်ထားပါတယ်ဒီတော့အမျိုးသားဆိုလို့ရှိရင်ယောက်ျားအင်္ဂါပါမယ် ရပြည်ပေါ်ဝင်တဲ့အခါမှာအမျိုးသမီးနဲ့လိဆက်ဆန်ပြီးတော့ကိုဝင်ရောက်အောင်လုပ်နိုင်စွမ်းရှိပါတယ်။အမျိုးသမီးဆိုလို့ရှိရင်လည်းဒီမိမကိုပါမယ်၊တအိမ်ပါမယ်။အပြည်ပေါ်ဝင်တဲ့အခါမှာရာသီသွေးစပြီးတော့ပေါ်မယ်။အမျိုးသားနဲ့လိဆက်ဆန်တဲ့အခါမှာကိုဝင်ဆောင်နိုင်စွမ်းရှိပါတယ်။တကယ်တော့ဆက်ဆိုတာကတဘာဝကတတ်မှတ်ထားတဲ့အကြောင်းမို့လို့အတော်လေးကိုရွေးရှင်းပါရနော်။ဒီလောက်ဆိုရင်တော့ဆက်အကြောင်းကိုနားလည်လောက်ပြီးချင်ပါတယ်။ဒီတော့ဂျန်နာအကြောင်းကိုဆက်ပြီးတော့တွားရအောင်နော်။ဒီတော့ဂျန်နာဆိုတာကဘာလဲဆိုတော့ကိုဆက်ပြီးရရှင်းပြသွားမယ်เนาะ ဂျန္နာဆိုတော့ကကိုယ့်ကိုယ်ကိုတတ်မှတ်ထားတဲ့လင်တယောက်ကိုပြောတာပဲဖြစ်ပါတယ်အရင်တော့ကဝါရီဂျန္နာဆိုတဲ့မိကွန်းအတွက်ကအဖြစ်ရရှိပါတယ် main female ဆိုရဲနှစ်ခုပဲရှိပါရဲ့เนาะဒါပေမဲ့အခုနောက်ပိုင်းမှာဒီ main female အပြင် LGBTQ+ ကိုပါထည့်သွင်းလာပါတယ်အမေရိကန်မှာတရားဝင်စာရဲစာတမ်းပြုလုပ်တဲ့အခါမှာပေါ့နော်ဒီ gender နေရာမှာ main female အပြင်နောက်ထပ် main female မဟုတ်တဲ့အုပ်စုအပြင် non binary ကိုပါထည့်သွင်းလာပါတယ် non-binary ဆိုတာကခုနကပြောခဲ့တဲ့ LGBTQ+ ကိုပဲနောက်ထပ်အသုံးအနှုန်းတစ်ခုအနေနဲ့ပြောပြထားတာဖြစ်ပါတယ်။စေပညာအရသတ်မှတ်ထားတဲ့ခြံနာကတော့နှစ်မျိုးပဲရှိပါတယ်နော်။ကိုကပတ်ဝန်းကျင်မှာကိုယ့်ရဲ့ဆက်ရပန်းလိန်ကိုစိတ်ဝင်စားရဆိုပြီးတော့ကြွေးကြော်ထားတဲ့ခြံနာကိုကြတော့ cis gender လို့ခေါ်ပါတယ်။ဒီပတ်ဝန်းကျင်အနေထားနဲ့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင် straight ပေါ့နော်။ ကိုကယောက်ျားစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိန်းမစစ်စစ်တွေကိုပဲစိတ်ဝင်စားတယ်။ဒါမှမဟုတ်လို့ရှင်ကိုကိုတိုင်းကမိန်းမစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ယောက်ျားစစ်စစ်တွေကိုစိတ်ဝင်စားတယ်လို့ပြောနေကြတဲ့အုပ်စုကိုပါ။နောက်ထပ်ယောက်ျားစစ်စစ်မိန်းမစစ်စစ်မဟုတ်တဲ့ဂျန်နာအမျိုးအစားကိုကြတော့ transgender လို့ခေါ်ပါတယ်။ transgender မှာနှမျိုးနှစ်စားရှိပါတယ်နော်။ ကိုကယောက်ျားလေးခန္ဓာကိုယ်နဲ့မွေးဖွားလာပေမဲ့အမျိုးသမီးလိုမျိုးဝတ္တာစားတာကိုသဘောကျတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းမိန်းမတယောက်လိုမျိုးခံယူထားရဲဆိုလို့ရှိရင်သူတို့ကို transfeminine လို့ခေါ်ပါတယ်။အရောက်ခေါ်ရတော့ lady boy ပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြတော့ ကိုကအမျိုးသမီးခန္ဓာကိုယ်နဲ့မွေးဖွားလာပေမဲ့ယောက်ျားလေးလိုမျိုးနေရထိုင်ရတာကိုသဘောကျတယ်။ယောက်ျားလေးလိုမျိုးဝတ်စားရတာကိုသဘောကျတယ်။ပြီးတော့ကိုယ့်ရဲ့ပုံဝင်ချင်မှာလည်းယောက်ျားတယောက်လိုမျိုးခံယူထားရဆိုလို့ရှိရင်တော့သူတို့ကို trauma skin လို့ခေါ်ပါတယ်။အရက်ခေါ်အရာကတော့တုံမိုင်းပေါ့နော်။ပြင်မလူဖွဲ့စီမှာတော့ခြံသာကို strain နဲ့ LGBT 2+ plus ဆိုပြီးတော့သတ်မှတ်ထားပေမဲ့စိတ်ပညာအရာကတော့ cisgender နဲ့ transgender ဆိုပြီးတော့ခွဲခြားထားပါတယ်။ခြံသာနဲ့ပတ်သက်ပြီးတော့ကိုကလူတယောက်ရဲ့ခြံသာကိုပြောရမယ်ဆိုလို့ရှိရင် အဲ့ဒီလူကသူ့ရဲ့ပတ်ဝန်းကျင်မှာချပြထားတဲ့ဇန္နာအတိုင်းပြောတင်ပါတယ်။အဓိကကတော့ယဉ်ကျေးမှုပေါ့နော်။ဥမာအနေနဲ့ပြောရရင်ကိုကလူတယောက်ကိုဂေးအနေနဲ့တည်ထားပေမဲ့လည်းအဲ့ဒီလူကသူ့ရဲ့ပတ်ဝန်းကျင်မှာသူ့ကိုယ်သူ straight အနေနဲ့ဖော်ပြထားတယ်ဆိုလို့ရှိရင် straight တယောက်လိုပဲဆက်ဆံပေးတင်ပါတယ်နော်။ဒီနေရာမှာနောက်ထပ်အသုံးအနှုန်းနှစ်ခုနဲ့ဆက်ပြီးတော့မိတ်ဆက်ပေးပါစေ။အဲ့ဒါကဘာလဲဆိုတော့ဇန္နာ identity နဲ့ဇန္နာ expression ပဲဖြစ်ပါတယ်။ဒီနှစ်ခုကတကယ်တော့တူသလိုနဲ့မတူပါဘူးเนาะဂျန်နာ identity ကကြတော့ ကိုကိုကိုတတ်မှတ်ထားတဲ့ဂျန်နာအမျိုးအစားကိုပြောတာဖြစ်ပြီးတော့ဂျန်နာ expression ကကြတော့ကိုကပတ်ဝန်းကျင်ကိုပြပတ်ထားတဲ့ဂျန်နာအမျိုးအစားကိုပြောတာပဲဖြစ်ပါတယ်။ဥမာအနေနဲ့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ကသူ့ရဲ့ပတ်ဝန်းကျင်မှာသူ့ကိုယ်သူ straight ပြောက်ဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပေမဲ့အမှန်တကယ်သူက gay ဖြစ်နေနိုင်ပါတယ်။အဒီပြက်မှာဆိုရင်တော့သူ့ရဲ့ဂျန်နာ identity က gay ဖြစ်နေပြီးတော့ပတ်ဝန်းကျင်ကိုဖော်ပြထားတဲ့ဂျန်နာ expression ကတော့ straight ပြောက်ပါပဲနော်။ ဒီတော့ gender ဖွဲတာကိုနားလည်လောက်ပြီးထင်ပါတယ်။ထပ်ပြီးတော့ sexual orientation အကြောင်းကိုဆွေးနွေးကြရအောင်နော်။အခုဆက်ပြီးတော့ sexual orientation ဆိုတဲ့အကြောင်းကိုဆွေးနွေးပေးသားပါမယ်နော်။လူ့ဖွဲ့စည်းမှာက social orientation ကို gender နဲ့ရောနှောပြီးတော့ပြောဆိုနေတတ်ကြပါရဲ့နော်။ဒါပေမဲ့တကယ်တမ်းတော့ social orientation ဆိုတာက gender နဲ့မဆိုင်ပါဘူးနော်။ social orientation လို့ခေါ်တဲ့နေဆက်တညုံမှုဟာဆိုလို့ရှိရင် ကိုကဘယ်လဲဟိုစိတ်ဝင်စားတဲ့ဆိုတာကိုသတ်မှတ်ထားပဲဖြစ်ပါတယ်နော် ပြီးတော့လူအဖွဲ့စီက straight ဆိုလို့ရှိရင်စန့်ကျင်ဘယ်လဲဟိုစိတ်ဝင်စားတဲ့သူ lesbian ဆိုလို့ရှိရင်အမျိုးသမီးချင်းစိတ်ဝင်စားတဲ့သူ gay ဆိုလို့ရှိရင်ယောက်ျားချင်းစိတ်ဝင်စားတဲ့သူ bisexual ဆိုလို့ရှိရင်လင်းနှမျိုးစလုံးစိတ်ဝင်စားတဲ့သူဆိုပြီးတော့ gender နဲ့ sexual orientation ကိုရောပြီးတော့သတ်မှတ်ထားကြပါတယ်နော်ဒါပေမဲ့ straight man လို့ခံယူထားတဲ့သူရဲ့လင်းစိတ်တင်ညို့မှုကမင်းကလေးနေမဟုတ်ဘဲနဲ့ lesbian ကိုရော gay ကိုရော transgender ကိုပါဖြစ်နေနိုင်ပါတယ်เนาะပြီးတော့ lesbian လို့ခံယူထားတဲ့ဒုမိုက်တယောက်ဟာလည်း transgender အမျိုးသားကိုစိတ်ဝင်စားနေနိုင်ပါတယ်เนาะပြောရရင်เนาะလင်းစိတ်တင်ညွတ်မှုဆိုတာကကိုခံယူထားတဲ့ gender နဲ့မသက်ဆိုင်ပဲနဲ့အများကြီးရှိနေနိုင်တယ်လို့ပညာရှင်တွေကထောက်ပြပြောဆိုထားကြပါတယ်เนาะဒီလောက်ဆိုရင်เนาะဆက်ရဲ gender ရဲ့ sexual orientation ရဲ့ကသဘောတမ်းမတူကြောင်းကိုသိသွားပြီးတော့ထင်ပါတယ်เนาะဆက်ပြီးတော့ LGBTQ+ အုပ်စုကလူအဖွဲ့အစည်းမှာဘလို့ခက်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 ရည်တည်နေရတယ်ဆိုတာကို ထပ်ပြီးတော့ဆွေးနွေးကြရအောင်နော် LGBT ကျူပလက်တွေကပုံမှန် sexual orientation ရှိတဲ့သူတွေလိုလက်ခံထားတဲ့သူတွေထပ်ပေါ့နော်ဆန်လွဲနေတဲ့လိင်စိတ်ခံယူချက်ရှိတဲ့သူတွေလိုသတ်မှတ်ကြတဲ့သူတွေကလူဖွဲ့စီမှာပို့ပြီးတော့များပါတယ် LGBT ကျူပလက်အုပ်စုတွေက sexual orientation နဲ့ခွဲခြားမယ်ဆိုလို့ရှိရင်လူနည်းစုပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ sexual and gender minority SGM လို့ကျမရဲ့ပညာရှင်တွေကခေါ်ကြပါတယ် အရင်ခေတ်တုန်းကဆိုလို့ရှိရင်ကျမောင်းနိုင်ငံမှာပေါ့နော်လူတတော်များများကဒီ LGBTQ+ အုပ်စုတွေကိုအရင်ဘွားကသူတစ်ပါးသားမယောင်ဆော့ကားခဲ့လို့အခုဒီဘွားမှာပေါ့နော်ဝေကျွေးလာဆက်နေရတဲ့သူတွေအဖြစ်ချိုးချိုးနဲ့နေဆက်ဆံခဲ့ကြပါတယ်။ရှေ့တင်မှာရော၊ကွယ်ရာမှာပါလွှမ်းမြောင်ဆော့ကားခံခဲ့ရပါတယ်။ပေါင်းရင်းဆက်ဆံရေးအလောက်ကန်ခွင့်လန်းတွေမှာရောဒီ LGBTQ+ အုပ်စုတွေကတိတိတတ်တာရောမတိမတာပါခွဲခြားဆက်ဆံခံခဲ့ရပါတယ်။အခုခေတ်မှာတော့ဒီ LGBTQ+ အုပ်စုတွေကိုပေါ့နော်ပုံမှန်လိင်စစ်တွညွတ်သူတွေအဖြစ်သတ်မှတ်ကြတဲ့သူတွေရှိလာကြပေမဲ့အများစုကတော့ခွဲခြားဆက်ဆံ ံမှုတွေလုပ်နေကြဆဲပါပဲ။ကျမတို့လိုအရှိတိုင်းမှာပဲဒီလိုမျိုး discrimination တွေကရှိနေတာမဟုတ်ပါဘူး။အနောက်တိုင်းမှာတော့ LGBTQ+ တွေဟာလူအများစုရဲ့ခွဲခြားဆက်ဆံမှုတွေကိုခံရတာတော့ရှိပါသေးတယ်။ဒီအရင်ခေတ်တွေတော့ဆိုလို့ရှိရင် LGBTQ+ အစုတွေကိုပေါ့နော်ဆန်လွဲနေတဲ့လင်းစစ်တွင်ညှို့မှုဆက်ရောက်ကြတယ်လို့သတ်မှတ်ခဲ့ကြလို့ပေါ့နော်။အတင်းအကျပ်စေုံတခိုင်းပြီးတော့ဆေးသွင်းခိုင်းတာမျိုး၊ player စစ်နဲ့ချော့တိုက်ပြီးတော့ကုသခိုင်းတာမျိုးတွေတော့အလုပ်ခံခဲ့ရပါတယ်ရှင်။ဒီတော့ဆွေးနွေးကြရအောင်။ ဘာဖြစ်လို့များ LGBT တူပလက်အုပ်စုကိုလူအတိုင်းဝိုင်းကခွဲခြားဆက်ဆံနေကြရလဲ။စွိတ်သမားတွေကရော LGBT တူပလက်တွေထက်တလုံးမမြတ်တယ်လို့ယူဆကြလို့လား။ဒါဆိုလို့ရှိရင်ဥမာလေးနဲ့စဉ်းစားကြည့်ကြရအောင်နော်။အလားပင်လုပ်ငန်းနဲ့အသက်မွေးပြီးတော့မိဘကိုရိုးရိုးတသားရှာကျွေးနေတဲ့ LGBT တူပလက်ကမူယူတောက်စားပြီးတော့ပဝင်းချင်းကိုဒုက္ခပေးနေတဲ့စွိတ်သမားထက်နေကြသွားပြီလား။အဲ့ဒီလိုပဲတန်ငံမတိမ်းမှုကိုကျိုးလွန်တဲ့ဆွေသမားကရောပရာဟိတာလုံးနေတဲ့ LGBT2+ ထက်တာလုံးမြတ်သွားပြီလားစဉ်းစားကြည့်ကြပါရနော် တကယ်တော့တာလုံမြင့်မြတ်ခြင်းဆိုတာကလူတယောက်ရဲ့လိင်စစ်တညူမှုထက်အဲ့ဒီလူလူလောကအတွက်ဘာတွေကောင်းတာလုပ်ခဲ့တယ်လဲဆိုတာနဲ့ပဲတိုင်ပြတင်တာမဟုတ်ဘူးလားလူကောင်းဆိုတာက straight ထဲမှာလည်းရှိတယ်လို့ LGBT2+ အုပ်စုတွေထဲမှာလည်းရှိပါတယ် straight တမားကလူယုံမှာဖြစ်နေနိုင်တယ်လို့ LGBT2+ တွေကလည်းလူယုံမှာဖြစ်နေနိုင်ပါတယ်ဒါကြောင့်လူတယောက်ဟာလူတယောက်ထက်တာလုံမြင့်မြတ်တယ်ဆိုတာကို sexual orientation နဲ့မသက်ဆိုင်မင်းနဲ့သူ့ရဲ့လုံရနဲ့သာသက်ဆိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင် နေစိတ်ဒိန်ညမှုကအပြစ်တစ်ခုလားလို့မေးလိုက်ရင်တော့ဒီမေးခွန်းအတွက်အပြစ်ကတော့ no ပါတော့လူတတော်ဝိုင်းမှမဟုတ်ပါဘူးတခြားတတော်ဝိုင်းမှဆိုရင်လည်းအဖို့အချင်းချင်းနေစိတ်ဒိန်ညွတ်တာတွေအမအချင်းချင်းနေစိတ်ဒိန်ညွတ်တာတွေရှိရဲ့လို့ပညာရှင်တွေကထောက်ပြထားပါတယ်။ဒါကြောင့်လူတယောက်အနေနဲ့ကိုယ့်ရဲ့နေစိတ်ဒိန်ညွတ်မှုအပေါ်မှာအပြစ်တစ်ခုလို့မျိုးမြင်နေတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးမတွေးပါနဲ့လို့အားပေးပါစေရှင်။ စိပညာအရာကြည့်မယ်ဆိုလို့ရှိရင်လည်းလေစိတ်တင်ညူမှုဆိုတာကစိတ်ရောကတခုလုံးဝလုံးဝမဟုတ်ပဲနဲ့တဘာဝဖြစ်စဉ်တခုပဲဖြစ်ပါရဲ့ရှင် ကိုယ့်ရဲ့ပုံမှန်မဟုတ်တဲ့နေစိတ်တည်ညွှန်းမှုအပေါ်ပါဝင်ခြင်းကိုအတိပေးရဖြစ်စဉ်ကိုကံမရလုပ်တယ်လို့ခေါ်ပါရဲ့အဲ့လိုမျိုးအတိပေးရနေရာမှာလည်းအားလုံးပဲဖြစ်ဖြစ်ကိုနဲ့ရည်နေတဲ့တငယ်ချင်းအရေးအယူပဲဖြစ်ဖြစ်မိသားစုဝင်တွေပဲဖြစ်ဖြစ်အတိပေးရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုး sexual orientation နဲ့ပတ်သက်ပြီးတော့ကံမရလုပ်လာတဲ့သူတွေကိုမြမတို့တွေအနေနဲ့ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုလက်ခံပေးရမှာပဲဖြစ်ပါရဲ့ LGBTQ+ အုပ်စုဝင်တွေအနေနဲ့လည်းဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာ ငါတို့တွေကလည်းတာမန်လူတွေလိုပဲတဘာဝအတိုင်း sexual orientation ဖြစ်နေပါလားဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါရဲ့။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မတူညီရဲ့လင်စိတ်တညွမှုဟာလည်းတဘာဝတစ်ခုပဲဖြစ်ပြီးတော့အပြစ်တစ်ခုလုံးဝလုံးဝမဟုတ်ပါဘူးရှင်။ဒီဗီဒီယိုလေးမှာပြပြပေးသွားတာတွေကတော့ sex gender နဲ့ sexual orientation အကြောင်းအရာတွေပဲဖြစ်ပါရဲ့။ဒီဗီဒီယိုလေးကိုတခြားကြည့်ရတဲ့သူတွေအနေနဲ့ ဆက်ဂျန်ဒါနဲ့ဆက်ရှယ်အော်ရီယန်တေးရှင်းတွေကအတိပဲတူတူလိုနဲ့ကွဲပြားနေတယ်ဆိုတာကိုသိချာနားလည်တော့ပြီလို့ထင်ပါရဲ့ရှင်ဒီလိုပဲအများနဲ့မတူတဲ့ဒီလေစိတ်ညှို့မှုရှိနေတဲ့သူတွေဟာလည်းပြည့်ချက်တခုမဟုတ်ပဲနဲ့တဘာဝတစ်ခုသာဖြစ်တယ်ဆိုတာကိုလက်ခံနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါရဲ့ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ဂျန်ဒါနဲ့ဆက်ရှယ်အော်ရီယန်တေးရှင်းတွေကိုရရရရအကမ်းမရောက်လို့ရှိနေဆိုလို့ရှင်လည်းဒီဗီဒီယိုလေးအောက်မှာ comment မှတ်သွားပြီးလို့ရပါရဲ့ရှင်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်